ဆူရန်နိုင်ငံကဝင်းရံပိတ်ဆို့ခံထားရတဲ့ဒါဖာဒေတာရဲ့အဖက်ရှာမြို့မှာအရန်တပ်ဖွဲ့နဲ့စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားပြီးအရက်သား58ဦးထပ်မင်းတင်းဆုံးခဲ့တယ်လို့စေဘက်ဆိုင်ရာနဲ့တကြွလှူရှားသူတရင်အင်းအမြင့်တွေကဧပြီ18ရက်ကပြောပါရယ်စစ်တပ်နဲ့အရန်တပ်ဖွဲ့ RSF တို့အကြားဧပြီ16ရက်ကတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့်အရက်သားတွေတင်းဆုံးခဲ့ကြောင်းအကွန်ကြီးပေးရေးအဖွဲ့ဖြစ်တဲ့နေမြေကန်တော်လှန်ရေးကော်မတီကပြောပါရယ်မြောက်တာဖာပြည်နယ်ရဲ့မြို့တော် FHR နဲ့အနီးနားမှာရှိတဲ့ရွှေပြောင်းနေထိုင်သူတွေရဲ့စခန်းတွေမှာတိုက်ခိုက်မှုတွေအတွင် RSF ကြောင့်လူ၄၀၀ကျော်တင်းဆုံးခဲ့ပြီးနောက်ပိုင်းရက်ပိုင်းအကြာမှာအခု ို့ဖြစ်ပွားခဲ့တာပါ RSF ရဲ့လက်ထက်ကနေလွတ်မြောက်ဖို့ FHR မျိုးကနေထွက်ပြေးလာခဲ့တဲ့အကွန်ကြီးပေးရေးတာဝန်ရှိသူတဦးဖြစ်တဲ့မိုဟာမက်ကဘုံကျင်းတိုက်ခိုက်မှုတွေရပ်တန့်ခြင်းမရှိခဲ့ကြောင်း April 18ရက်ကပြောပြခဲ့ပါတယ်နေတိုင်းမျိုးလေကောင်းကနေယာနေချီပြီးဖုံးကျဲတိုက်ခိုက်တာတွေဖြစ်နေပါတယ်လို့၎င်းကပြောပါရယ် ကုလသမဂ္ဂနိုင်ငံတကာခေါင်းဆောင်တွေနဲ့အကွင့်ကြီးပေးရေးအဖွဲ့တွေကမြို့တွေနဲ့ပတ်ဝန်းကျင်ဒေသတွေမှာ RSF ရဲ့အစွန်းလိုက်ပြုံလိုက်တပ်ဖြတ်မှုကိုကာလကြာရှည်သတိပေးထားပြီးကလေး၈သိန်း၂၅၀၀ထပ်မနဲ့ဆုံးရတဲ့အခြေအနေမှာပြင်မိနေတယ်လို့ UNICEF ကသတိပေးထားပါတယ်။ RSF ကတနင်္လာကြာဝင်းရံပိတ်ဆို့ထားတဲ့ Afasha မြို့တော်ဟာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေစေဖြစ်တဲ့ဒါဖာဒေသမှာအ धिक နောက်ဆုံးမြို့ပြအမာခံနေမြေဖြစ်ပါတယ်။